မြန်မာနိုင်ငံမှာဒေါ်လာငွေပြုံးနိုင်သူမရှိဘူးဆိုပြီးတော့ခေါ်ယူနေတဲ့တက်တော့ဆယ်လီအိုခွဲကြီးကိုချိန်အားလုံးပဲမင်္ဂလာပါဆယ်လီတန်နူဘေးကနေပြန်လေကကြိုဆိုလိုက်ပါရီတက်တော့မှာနာမည်ကြီးလာဖို့အတွက်ဘာပဲလုပ်ရလုပ်ရလုပ်မေဆိုတဲ့သူတွေထဲမှာကိုချစ်လေးပါဝင်ပါရီကိုချစ်ကတက်တော့မှာအိုခွဲကြီးဆိုတဲ့နာမည်ကိုရထားပြီးဒီနာမည်ကိုရလာခဲ့တာကလည်းကြောက်မဲမဟုတ်ပါဘူးကိုချစ်ကသူ့အိမ်မှာရှိသမျှပစ္စည်းအလုံးကိုခွဲပြပြီးတော့လူတီများလာခဲ့တာကြောင့်အိုခွဲကြီးဆိုတဲ့နာမည်ကိုရထားတာပါ ကိုချစ်ကမြန်မာနိုင်ငံမှာတော့သူလငွေကိုပြုံးနိုင်တဲ့သူမရှိဘူးဆိုပြီးတော့ဂုဏ်နေပါတယ်။ကိုချစ်ကငွေကိုသုံးတာမဟုတ်ပဲအိမ်မှာရှိတဲ့ပစ္စည်းတွေကိုခွဲပြားတဲ့အနေနဲ့ငွေကိုပြုံးတာပါ။ဒီလိုပြုံးရင်းနဲ့အောင်မြင်လာတဲ့ကိုချစ်ကကိုယ့်ကိုယ်နုပညာရှင်ဖြစ်လေခံယူထားပါတယ်။ကိုချစ်ရဲ့စာတီးကတော့မြင်းချန်ခရိုင်တွေကရွာလေးတရွာဖြစ်ပြီးလက်ရှိမှာမုံရွာမှာပဲနေထိုင်နေပါတယ်။တန်တိုတန်စာရောင်းဝယ်ရေးလုပ်ငန်းနဲ့ဆင်ပြေတဲ့ကိုချစ်ကတစ်တော့ကို2023ခုနှစ်မှာစတင်သုံးခဲ့ပြီးတစ်တော့စီလီဖြစ်ချင်လာခဲ့ပါတယ်။ ဒီတော့မှဆယ်လီဖြစ်ရင်သွားလျာမှာမျက်နှာပွေပြီးလာရောက်နှုတ်ဆက်ကြတာကပျော့စရာကောင်းလို့ဒီဘဝကိုလိုချင်လာခဲ့တာပါ။တခြင်းဆိုရတာကိုဝါသနာပါလို့တခြင်းနေထုတ်ပေးမယ်လေအောင်မြင်ခဲ့ပါဘူး။တခြင်းနေမအောင်မြင်ခရောင်လားဆိုပြီးတော့စိတ်တူတူနဲ့အင်္ဂါပစ္စည်းတွေကိုခွဲပြရာကနေလူတီများသွားခဲ့ပါတယ်။ပစ္စည်းကောင်းတွေကိုခွဲပြတာကိုကြည့်တဲ့သူတွေကနှမျောကြပြီးသူ့ကိုပြစ်တင်ကြပါတယ်။အဲ့ကနေကြည့်ရှုသူတွေဟာတန်းနဲ့ခြေရှိလာပြီးနောက်ပိုင်းမှာတော့တခြင်းမဆိုတော့ဘဲနဲ့ပစ္စည်းတွေပဲဖြုန်တီးပြပါတော့တယ်။ ပစ္စည်းတံမို့တဲ့လူသေးများကိုပို့ပြီးတော့မမောလို့အိုးခွဲကြီးကအင်္ဂါစားစရာတွေကိုလည်းမောက်ချသလိုစပွဲတွေကိုလည်းတွန်းပစ်ပါရီကွဲလေတဲ့ပစ္စည်းအလုံးကိုလည်းခွဲပြပြီးတော့ဒီလိုဗီဒီယိုတွေကိုကြည့်သူတွေများလာခဲ့ပါရီကိုချစ်ကတော့ပစ္စည်းတွေကိုခွဲပြတာကနုပညာပါပဲတူအောင်တည်ုပ်ဆောင်ပြတယ်လို့ဆိုပါရီနုပညာလောကတွေကိုရည်ချင်းမရှိဘဲနဲ့ဝင်လာတာမျိုးပဲနဲ့ဒေါသထွက်ဟန်ဆောင်ပြီးပစ္စည်းတွေကိုရိုက်ခွဲပြတာကသူ့တွယ်နုပညာဖြစ်နေပါရီရုပ်ရှင်ထဲမှာတော့ပစ္စည်းတူတွေကိုတုံးပြီးတော့ကိုချစ်ကတော့ပစ္စည်းစစ်တွေကိုပဲခွဲပြတာပါ 2023ခုနှစ်ကနေစတင်လို့2025ခုနှစ်တည်းကိုချီရဲ့ယင်းနည်းမြုံနယ်မှုငွေတွေကသိန်းပေါင်းထောင်ချီနေပြီဖြစ်ပြီးတော့ဒီငွေတွေကတော့အားလုံးကိုရိုက်ခွဲပြလိုက်လို့ကုန်သွားပါပြီ။မြန်မာနိုင်ငံမှာကိုချစ်လောက်ဖြုံပြနိုင်တဲ့သူမရှိသေးပဲကိုချစ်ကတော့နုပညာတွေပေးဆက်သုံးလူသားဆိုပြီးတော့ဂုဏ်ယူနေပါတယ်။ကိုချစ်ကိုသူ့အိမ်ကမိသားစုတွေလည်းဘယ်သူမှတားမြစ်လို့မရပဲတစ်တော့မှာနာမည်ကြီးဖို့သာအရေးကြီးဆုံးဖြစ်နေပါတယ်။မြန်မာနိုင်ငံမှာလူရေ55တန်းရှိရင်18တန်းကသူ့ကိုတည်သွားပြီဖြစ်လို့ကိုချစ်ကပစ္စည်းတွေကိုဖြုံပြရကြိုးလဲနေသွားပါပြီ။ ပစ္စည်းတွေကိုပြုံးနှီးပြနေတာကအကျိုးမရှိပဲတစ်ချိန်ခက်ခဲတဲ့အခါမှသာနောက်နှားရနိုင်တယ်လို့ပြောနေကြပါရီကိုချစ်ကတော့ဘသူတွေဘာပြောပြောလက်မခံမင်းနဲ့သူ့တွေတချင်းဆိုအားမှာငွေရမှလည်းမဟုတ်တာကြောင့်နောက်လေပစ္စည်းတွေကိုဆက်လက်ဖျက်ဆီးနေအောင်ပါပါကိုချစ်ရဲ့ဗီဒီယိုကြည့်သူတိုင်းကပစ္စည်းတွေကိုနှမျောနေကြပေမဲ့ကိုချစ်ကတော့လုံးဝမနှမျောပဲနဲ့သူ့ကိုတနိုင်ကလုံးသိစေချင်ရုံပဲရှိပါရီကိုချစ်ကဇကားရိုက်ချပေမဲ့ပစ္စည်းတွေကိုဖျက်ဆီးမှစိုးရင်လို့မလို့ဘသူကမှမငားကြင်ကြပါဘူး တတော်မှာနမဲကြီးဖို့အတွက်ချားနီးလဲနေများစွာရှိပေမဲ့ပစ္စည်းတွေကိုခွဲပြရဲဆိုပြီးတော့ဂုံနေတဲ့ကိုချစ်ကိုတတော်ဆယ်တီတယောက်လဲရှိပါသေးတယ်။ပစ္စည်းတွေကိုခွဲပြတာကနှုတ်ပညာဆိုပြီးတော့ဂုံနေတဲ့ကိုချစ်လိုနှုတ်ပညာရှင်ကြီးကိုဘလို့ဂုံပြုတင်လဲဆိုတာကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြရတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။